မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မတ်လ19ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတော်မှာစစ်ကောင်စီဘက်ကဆုံးရှုံးထားတဲ့နေမြေများကိုပြန်လည်တိုက်ခိုက်ရယူပေးနိုင်တဲ့စစ်တပ်အရာရှိများနဲ့လက်အောက်ငယ်သားများကိုယာရုတိုဘွဲ့တစိမ့်နဲ့ထိုက်တိုက်တန်းတန်းဆုချမယ်ဆိုပြီးတော့မင်းအောင်လိုင်ကမလုံးတွေပေးလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်ကနိုင်ငံတော်မှာတည်ငြိမ်ရေးနဲ့ငြိမ်းချမ်းရေးရရှိရန်အလွန်အရေးကြီးနေပြီးတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေနဲ့နိုင်ငံတော်ဝန်ကိုတာဝန်ချေပုံစံနဲ့ရွရွချွန်းချွန်းထမ်းဆောင်ရန်လိုအပ်ကြောင်းပြောဆိုလိုက်ပါတယ်။ခေါင်းဆောင်ပိုင်းများအနေနဲ့လည်းမိမိအသက်ကိုဗဒနာမထားဘဲတာဝန်ကိုချေပြွန်စွာထမ်းဆောင်နိုင်တဲ့စစ်သားများဆုံးရှုံးထားတဲ့နယ်မြေများကိုပြန်လည်ရယူနိုင်တဲ့အထိတိုက်ခိုက်နိုင်တဲ့စစ်သားများနဲ့အရာရှိများကိုရာဒူတိုဘွဲတစိမ့်နဲ့ဘဝနောင်ရေးစိတ်အေးနိုင်တဲ့ထိုက်ထိုက်တန်တန်စုများကိုလည်းချင်းမြက်ပေးရမယ်လို့မလုံးနေပေးလာတယ်လို့သိရပါတယ်။ဒီနေ့အတွင်းမှာမြို့တွေဆုံးရှုံးထားတဲ့နယ်မြေတွေကိုပြန်လည်ရယူပေးနိုင်ရင်ယာဒူတိုးပေးမယ်ဘွဲတစိတ်တွေကိုလည်းချင်းမြင်ပေးမယ် နောက်ဆုံးဘဝနောင်ရေးစိတ်အေးနိုင်တဲ့အထိထိုက်တိုက်တန်တန်ဆုချမယ်ဆိုပြီးတော့မလုံးနေပေးလာပါတယ်အခုလဲစခန်းငယ်တွေကင်းစခန်းတွေကိုပြန်သိမ်းနိုင်တဲ့တက်နဲ့စစ်ကြောင်းတွေကိုငွေသားစုပေးတာတွေလုပ်နေတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြထားပါတယ်ဒါအပြင်စစ်ကောင်စီရဲ့လေတပ်အတွင်းမှာလေယာဉ်များနဲ့ဘုံကျဲတိုက်ခိုက်မှုများလုံဆောင်ပေးခဲ့တယ်လေတပ်ကအရာရှိများကိုလည်းငွေကြေးဆိုင်ရာထောက်ပံ့မှုများကိုစစ်ကောင်စီကလုံဆောင်ပေးနေတယ်လို့သိရပါတယ်လေတပ်အရာရှိများရဲ့မိသားစုများနဲ့ ဆွေမျိုးများအတွက်လုံခြုံရေးအတွက်တပ်တွင်းထဲမှာလာရောက်ပြီးတော့နေထိုင်ခွင့်ကိုလည်းရခိုင်ကလေးကခွင့်ပြုထားရကနေယခုအခါပုံမကျဲဝင်းနဲ့နေအိမ်များနဲ့အဆောင်များကိုပါပံ့ပိုးပေးလာတယ်လို့သိရပါဗျ။အကြပ်ဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကလာမယ့်2025ခုနှစ်ဒီဇင်ဘာလသို့မဟုတ်2026ခုနှစ်ဇန်နဝါရီလအစောပိုင်းမှာရွေးကောက်ပွဲကိုကျင်းပပြုလုပ်မှာဖြစ်ပြီးတော့၎င်းရွေးကောက်ပွဲမတိုင်မီမှာတာဝန်ထမ်းဆောင်နေတဲ့စစ်တပ်အရာရှိများနဲ့စစ်သားများအနေနဲ့ဆုံးရှုံးထားတဲ့နယ်မြေများနဲ့မြို့များကိုအများဆုံးသိမ့်ပိုင်နိုင်ရေးအတွက် ဖီအားပေးခန်းစင်လျက်ရှိကြောင်းတရင်ရရှိပါတယ်ခမောင်းနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့ထိုင်းနိုင်ငံမဲဆောက်မြို့ထိုင်းမြန်မာနယ်စပ်အမှတ်နဲ့ချစ်ကြည်ရေးဒရာအနီးမှာရှိတဲ့ထိုင်းအောက်ခွန်ဦးစီးဌာနကတင်စီထားတဲ့ကားကိုတောင်မီးလောင်ကျွမ်းခဲ့ရာကားစီးရိမ်200ကျော်မီးလောင်ပျက်စီးသွားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်မနေ့ကမတ်လ16ရက်နေ့ည9နာရီခွဲဝန်းကျင်အချိန်မှာထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့အမှတ်နဲ့ချစ်ကြည်ရေးဒရာအနီးမှာရှိတဲ့ထိုင်းအောက်ခွန်ဦးစီးဌာနကတင်စီထားတဲ့ဂျပန်ကားတူလောင်ယုံမှာ မီးစတဲ့လောင်ကျွမ်းခဲ့တယ်လို့သိရပါတယ်။မီးလောင်ကျွမ်းမှုကြောင့်ကားအစီးရိမ်200ကျော်မီးလောင်ကျွမ်းပျက်စီးသွားတယ်လို့သိရပါတယ်။မီးလောင်တာက2နာရီလောက်ကြာတယ်။တမျိုးလုံးကမီးသက်သားတွေတွားနေတာပဲ။မီးတော့တွေပါမြင်နေရတယ်။မြန်မာဘက်ကိုပို့မဲ့ကားတွေဖမ်းဆီးထားတဲ့ကားကိုတော်ရုံလို့ပြောပါတယ်။ဘာကြောင့်မီးလောင်လဲဆိုတာတော့မသိရသေးဘူးလို့ပြောတယ်လို့မဲဆောင်မြို့မှာနေထိုင်တဲ့နေဆက်ကုံတဲ့တူကပြောပြထားပါတယ်။ကရင်ပြည်နယ်ထိုင်းမြန်မာနေဆက်မြဝတီမြို့နယ်မှာထိုင်းနိုင်ငံကနေတင်သွင်းထားတဲ့ဂျပန်ကားတစ်ပတ်ရဲ့များကိုသာအဓိကအသုံးပြုနေကြပြီးတော့ကားများနဲ့ကားအပေါ်ပစ္စည်းများဟာ ထိုင်းနိုင်ငံကနေမြန်မာဘက်အချမ်းမြောက်ပြည်မျိုးဘက်ကိုဈေးနှုန်းတက်တာစွာနဲ့ဝင်ရောက်လျက်ရှိတယ်လို့သိရပါတယ်။အခုမီးလောင်ကျွမ်းမှုကြောင့်နယ်ဇက်ကားဈေးကွက်နဲ့ကားပိုပစ္စည်းဈေးကွက်ကိုတော့မထိခိုက်နိုင်ပါဘူးလို့နယ်ဇက်ကုန်သည်တအူးကရှင်းပြထားပါတယ်။ BGF gate တွေကနေပြီးတော့ကားနဲ့ကားပုံပစ္စည်းတွေဝင်နေတာပဲအခုမီးလောင်တဲ့နေရာကထိုင်းကဖမ်းဆီးထိန်းသိမ်းထားတဲ့ကားဂိုဒေါင်ရုံမီးလောင်သွားတာပါအဲ့ဒီကားတွေကဈေးကွက်ထဲကိုဝင်မဲ့ကားတွေတော့မဟုတ်ပါဘူးဒါပေမဲ့မြန်မာဘက်ကိုပို့ဖို့လုံတုံးမှာဖမ်းဆီးခံထားရတဲ့ကားတွေအများစုပါပါတယ်မှုကင်းနေတဲ့ဆက်နွယ်ပြီးတော့တိမ့်ဆီးခံထားရတဲ့ကားတွေလည်းပါတယ်ကားနဲ့အပုပ်ပစ္စည်းဈေးကွက်ကိုတော့မထိခိုက်နိုင်ပါဘူးလို့နေဆက်ကုံတွေကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းပတောင်းမြို့နယ်ညောင်ကျိုးချေးွာအနီးမှာဖြစ်ပွားနေတဲ့တိုက်ပွဲကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုပြန်လည်ဖမ်းဆီးကာတိုက်ပွဲတွေကိုပြန်ပုတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ညောင်ကျိုးဘက်ဝင်းကျင်မှာရှိတဲ့ကာကဲစခန်းများအလုံးသိမ့်ပိုက်ခံရပြီးတော့တိုက်ပွဲကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုအုတ်ရှိပင်လမ်းစုံမှာစောင့်ဖမ်းပြီးတော့တိုက်ပွဲပြင်းထန်နေတဲ့ချင်းကုန်းနဲ့ညောင်ကျိုးကိုပြန်လည်ပို့ဆောင်နေတယ်လို့တပ်တွင်းသတင်းရင်းမြစ်ထံကသိရှိရပါတယ်။အဲ့ဒီကိစ္စကဟုတ်ပါတယ်။ အကုန်လုံးကတော့တယောက်ချင်းလဲပြေးကြတယ်အုပ်စုဖွဲ့ပြီးလဲပြေးကြတယ်ဒဏ်ရာရတဲ့သူတွေလဲပြေးတာပဲဒဏ်ရာမရတဲ့သူတွေလဲပြေးတာပါပဲစစ်ကောင်စီတပ်ကအုပ်ချုပ်ပင်လမ်းစုံကနေပြန်ဖမ်းပြီးတော့တိုက်ပွဲတွေကိုပြန်ပုတ်နေတယ်လို့ဗိုလ်ကြီးစင်ရောကသတင်းပေးဖို့ပြောကြားထားပါတယ်စစ်ကောင်စီဟာကပ္ပဆာ6နဲ့ညောင်ချိုးညောင်ချဲတော့ကြီးရွာများကိုစစ်မှုထမ်းတင်တန်းစင်အပတ်စဉ်8က အင်းအား600ခန့်ပို့ဆောင်ထားပြီးတော့ဖွဲ့ပြေးလွတ်မြောက်သူတွေထဲမှာအမတ်စင်၈ကတင်းနှန်းစင်အများပြပါဝင်တယ်လို့တပ်တရင်းရေးမြစ်ကအတည်ပြုပြောကြားထားပါတယ်။ညောင်ကျိုးတိုက်ပွဲတွေကနေပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာပြီးခဲ့တဲ့မက်စလာ9ရက်နေ့ကနေစတင်ပြီးတော့အစုလိုက်အပြုံလိုက်ဖွဲ့ပြေးနေကြပြီးတော့ဖွဲ့ပြေးတဲ့သူတွေထဲမှာဒဏ်ရာရရှိသူအများပြလည်းပါဝင်တယ်လို့စစ်ရေးတရင်းရေးမြစ်ကပြောပါတယ်။ကြော်ဖူးချောင်းကနေအုတ်ရှိပင်ဘက်ကိုထွက်ပြေးတဲ့တပ်ဖွဲ့ဝင်များကို စစ်ကောင်စီဘက်ကပြန်လည်ဆောင်ဖမ်းပြီးတော့ဒိုင်ရရရှိသူများကိုပါမချမ်းညောင်ကျိုးနဲ့ချင်းကုန်းပတ်ဝန်းကျင်မှာရှိတဲ့တိုက်ပွဲတွေကိုပြန်လည်ပို့ဆောင်နေတယ်လို့သိရပါတယ်။ဒါအပြင်ညောင်ချေတော့မှာလက်နက်ကြီးအထိုင်ချထားတဲ့စခန်းကလက်နက်ကြီးပစ်ကူနဲ့ကပ္ပစ6အတွင်းထဲကနေပြီးတော့လက်နက်ကြီးပစ်ကူများပါပစ်ကူပေးနေတယ်လို့ဒေသခံများထံကသိရပြီးတော့ညောင်ကျိုးဘက်ဘက်လည်းမှာရှိတဲ့ကာကင်းစခန်းများအလုံးနီးပါးကိုသိမ့်ပတ်ရယူနိုင်ပြီဖြစ်တယ်လို့အေအေရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဦးခိုင်ဒုက္ခကမီဒီယာတချို့ကိုအတည်ပြုပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်မှာစစ်ကောင်စီက၎င်းတို့ထိန်းချုပ်ထားဆဲဖြစ်တဲ့စစ်တွေကြောက်ဖြူနဲ့မန်အောင်မျိုးတို့မှာအခုနဲ့ဒကြံပွဲကိုကျင်းပနိုင်ရန်ပြင်ဆင်နေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒကြံပွဲကျင်းပနိုင်ရေးအတွက်ရခိုင်ပြည်နယ်စစ်ကောင်စီဝင်ကြီးချုပ်ဦးထိန်လင်းနဲ့ဝင်ကြီးအဖွဲ့ဝင်များဟာ မဟာဒကြံပွဲတော်ကျင်းပနိုင်ရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုဒီကနေ့မတ်လ17ရက်နေ့မှာစစ်တွေမြို့မှာပြုလုပ်ခဲ့တယ်လို့စစ်ကောင်စီဘက်မီဒီယာများမှာဖော်ပြထားပါတယ်။အဲ့ဒီအစည်းအဝေးမှာပြီးခဲ့တဲ့နှစ်ကဒကြံပွဲနဲ့ပတ်သက်ပြီးတော့ဆောင်ရွက်ခဲ့တဲ့အခြေအနေများနဲ့အခုနှစ်မှာဆောင်ရွက်သွားမယ့်အစီအစဉ်များကိုဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ကရခိုင်ပြည်အတွင်းမှာရသေးတောင်ပေါတော်ပုံနာကျောင်းကြောက်တော်မြောက်ဦးမင်းပြမြေပုံရံပဲမြို့နယ်တို့ကလွဲပြီးတော့စစ်ကောင်စီဟာ၎င်းတို့ထိန်းချုပ်ထားတဲ့ဒေသတချို့မှာဒကြံပွဲကိုအချင်းချင်းမျှတာကျင်းပနိုင်ခဲ့တယ်လို့သိ တွေကပါတယ်ယခု 2025ခုနှစ်မှာစစ်ကောင်စီဟာစစ်တွေကြောက်ဖြူမန်အောင်မြို့တော်မှာသာထိမ့်ချုပ်နိုင်တော့တဲ့အတွက်အဲ့ဒီမြို့တွေမှာသာဒဇံပွဲကိုကျင်းပရန်ပြင်ဆင်နေခြင်းဖြစ်တယ်လို့သိရပါတယ်။သို့တော်လည်းစစ်တွေနဲ့ကြောက်ဖြူမြို့နယ်တို့မှာစစ်ကောင်စီနဲ့အရခတ်တပ်တော် AA တို့ကြားတိုက်ပွဲများဖြစ်ပွားနေတဲ့အတွက်စစ်ကောင်စီဟာဒဇံပွဲကိုဟန်ပြသဘောနဲ့သာကျင်းပရန်ပြင်ဆင်နေခြင်းဖြစ်တယ်လို့ဝေဖန်မှုများရှိနေပါတယ်။2023ခုနှစ်နိုဝင်ဘာလ23ရက်နေ့မှာစတင်ခဲ့တဲ့ရခိုင်တိုက်ပွဲတစ်နှစ်ကျော်အတွင်းမှာအရခတ်တပ်တော် AA ဟာချင်းပြည်နယ်ပလောဝမြို့နယ်နဲ့ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့နယ်14ခုကိုသိမ်းပိုက်ထိန်းချုပ်ထားပြီးတော့စစ်တွေနဲ့အကြောက်ဖြူကိုလည်းထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်တိုက်ပွဲများဖြစ်ပွားနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းသခိုင်းမြို့နယ်လက်ပံရွာဖုန်ကြီးကျောင်းကိုအကြမ်းဖက်စစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြားရောက်ပြီးတဲ့နောက်ရွာသူရွာသားများဟာရွာလုံးကျွတ်ထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ18ရက်နေ့ည9:00နာရီကနေ17:00နာရီအထိသခိုင်းမင်းကုန်းလမ်းပိုင်းမှာအကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်တပ်ကလက်နက်ကြီးများနဲ့ကြေးပါများကိုရန်တမ်းပြစ်ခတ်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးဟာလက်ပံရွာဖုန်ကြီးကျောင်းကိုကြားရောက်ပောက်ကွဲခဲ့ပြီးတော့ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ပြောပါတယ်။ က်နယ်ကြီးကြောက်ရောက်ပောက်ကွဲမှုကြောင့်ပြည်သူများထိခိုက်မှုရှိမှရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ် စစ်ခွေးတွေနဲ့ PDF တွေသခိုင်းမငုံသွားတဲ့လမ်းမှာတိုက်ပွဲဖြစ်တာစစ်ခွေးတွေဘက်ကအလောင်းတွေကိုကားတွေနဲ့မိုးကအုပ်ပြီးတော့တဲသွားတယ်စစ်ခွေးတွေကလက်နက်ကြီးနဲ့ရမ်းပစ်လို့လက်ပံရွာဖုန်ကြီးကျောင်းကိုကျတာပျက်စီးမှုတွေရှိပါတယ်တေရွာလုံးကတော့ဘေးလူရအောင်တိတ်ဆောင်နေကြရတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်ဒါအပြင်မန္တလေးတိုင်းတောင်သာမြို့နယ်မှာရှိတဲ့ခြေရွာများကိုလည်းအကြမ်းဖက်စစ်တပ်ကစစ်တပ်လေထီးနဲ့ဘုံကျဲချတိုက်ခိုက်ခဲ့ကြောင်းတောင်သာမြို့နယ်လူလူလှုပ်ရှားမှုကော်မတီကပြောပြထားပါတယ် ်မတ်လ19ရက်နေ့မနက်အစောပိုင်း2နာရီ48မိနစ်ခန့်မှာအကြမ်းမဆက်တကစက်တက်၄ထင်းနဲ့ကြီးပြင်းတဲ့ရွာနဲ့ငကားဘူရွာဘက်ကိုဘုံဒီကျဲချပြီးတော့လက်နက်ငယ်များနဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်အကြမ်းမဆက်တရဲ့၄ချောင်းတက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုအခြေအနေနဲ့ပြည်စင်းမှုအခြေအနေကိုမသိရသေးဘဲဆက်လက်ပြီးတော့စုံစမ်းနေကြောင်းတောင်တာမျိုးနဲ့လူလူလှုပ်ရှားမှုကော်မတီကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်မှာရှိတဲ့ပြည်သူများနေထိုင်တဲ့ခြေရွာများကိုအချက်မဲ့ဆက်တက်က drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာတရက်နေ့မွန်လွယ်၁၂နှစ်ခွဲအချိန်ကစတင်ပြီးတော့ကြိုက်ထုံမြို့နယ်ပြင်းကြုံကုန်ခြေရွာအုပ်စုပြင်းကြုံကုန်တုတ်တန်တဲ့ဧကတရာကြောင်မိုင်းနေရာများကို ကွာလီရေကန်ကုန်းစစ်တပ် drone တပ်ဖွဲ့ကဘုံဒီ6လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါရီအဲ့ဒီနေ့မှာအချမ်းမဲ့စစ်တပ်ရဲ့အမှတ်330အမြောက်တပ်ကလက်နက်ကြီး10လုံးနဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါဗါရီဒါအပြင်အမှတ်44ချင်းမြန်တပ်မှထားရချုပ်လက်အောက်မှာရှိတယ်အမှတ်200ခွန်ချင်းမြန်တိုင်ရင်းကလည်းလက်နက်ကြီး10လုံးနဲ့ပစ်ခတ်မှုကြောင့်ကြိုက်ထုံမျိုးနယ်အတွင်းကိုကြက်ရောက်ပြီးတော့ပောက်ကွဲမှုတွေရှိခဲ့တယ်လို့သိရပါဗါရီ၎င်းဘုံကျဲတိုက်ခိုက်မှုအတွင်းမှာပြင်ကရုံကုန်းအုပ်စုပြင်ကရုံကုန်းရွာကနေအိမ်တစ်လုံးတုတ်တန်အုပ်ခုများနဲ့စိုက်ပျိုးပင်များထိခိုက်ပျက်စီးသွားပြီးတော့ကြိုက်ထုံမျိုးနယ်ခရဲချင်းနယ် တ်စုစိတ်ကွင်းရွာမုတ်ခမော့ရွာတုံးခွာရွာအနောက်ချမ်းမှာအရက်သားပြည်သူများစိုက်ပျိုးပင်များထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ဒါအပြင်မက်စလာ၄ရက်နေ့ကနေမက်စလာ၆ရက်နေ့အထိအကြမ်းမဆက်တကလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးအများအများပစ်ခတ်မှုများကြောင့်အရက်သားပြည်သူများထိတ်လန့်ကြောက်ရွံ့ကပြည်သူများထိခိုက်မှုရှိပြီးတော့အရက်သားပြည်သူများရဲ့လုပ်ငန်းခွင်ထဲမှာစိုက်ပျိုးပင်အများအပြားလဲထိခိုက်ပျက်စီးမှုတွေရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ